ဲ့ခံထားတဲ့သတိတွေကြံရအောင်မှာချစ်သူကိုပေးထားတဲ့ဂတိအတိုင်းတိန်တောင်းချီအကုံကြခံပြီးဒုတိယမင်္ဂလာပွဲကျင်းပခဲ့တဲ့ပိုင်တကုံပရိသတ်များအလုံးမင်္ဂလာပါရှင် Famous Celly News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချစ်သူလင်းမြဖို့ကိုပေးထားတဲ့ဂတိအတိုင်းကြံရအောင်လိုက်အောင်မှာလာမင်းကြီးကိုတိုင်တယ်ပြီးတော့ ဒုတိယမြောက်မင်္ဂလာပွဲကြီးကျင်းပပြီးလက်ထက်ခဲ့ရကတော့တရုတ်ဆောင်မင်းသားပိုင်တကုံမှာပိုင်တကုံရဲ့မင်္ဂလာပွဲကပထမမင်္ဂလာပွဲအတိုင်းကြီးကျယ်ခမ်းနားစွာနဲ့တင်ကြောင်းချီအကုံကြခန်ကကျင်းပခဲ့ရဖြစ်ပါတယ်။ပိုင်တကုံရဲ့ဒုတိယမြောက်မင်္ဂလာပွဲကိုတော့ညအချိန်သရီးဒီအစင်းမြက်ဤပညာရီနဲ့ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းအားလုံးကအင်အားသိမ်းခဲ့ရပါတယ်။ ပိုင်းတကုံဟာအားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာတမကံကမ္ဘာပေါ်မှာပါအောင်မြင်ကြကြနေတဲ့ထိတ်တန့်မင်းသားတစ်လက်ပေါ့အထူးသဖြင့်ပိုင်းတကုံကိုအိန္ဒိယ၊ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကမင်္ဂလီပရိသတ်တွေကတည်တည်လို့အားပေးကြပါတယ်ဒါပေမဲ့လည်းပိုင်းတကုံကတော့မင်္ဂလာဆောင်လိုက်လို့နာမည်ပြတ်ကျသွားမှောင် အဘိဓုပရိသတ်ရောသွားမှာကိုစိတ်မပူဘဲနဲ့သူကတိပေးထားတဲ့အတိုင်လေးနဲ့တာသစ္စာရှိရှိတွဲလာခဲ့တဲ့မလင်းမြဖူးကိုအမျက်တနှိုးတံပိုးထားစွာနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ဗန်ဒီကောင်ဟာလင်းမြဖူးကိုလက်ထပ်ခွင့်တောင်းတာကိုလူကြီးမိဘဆောင်ရာရှိမှမြမမှုမြမဟန်မပြတ်စေဘဲနဲ့ရိုးရှင်းစွာကျင်းပခဲ့ပါတယ်။ဒါအပြင်စေဆက်ပွဲနဲ့မင်္ဂလာလက်မှတ်ထိုးပွဲအခမ်းအနားကိုလည်းဗန်ဒီကောင်ကရိုးရှင်းစွာနဲ့အားလုံးအားကြအတူယူရအောင်ဂုဏ်ပကသနာမှာပါပဲ။ရိုးရှင်းတဲ့မြမဟန်နဲ့ကျင်းပခဲ့ရပါတော့ ဒါအပြင်ပိုင်းဒီကောင်ဟာသူ့ရဲ့မင်္ဂလာပွဲကိုရိုးရှင်းခမ်းနားစွာနဲ့ကျင်းပခဲ့ပြန်ပါတယ်။ ပိုင်နဂုံရဲ့မင်္ဂလာပွဲကိုတော့ဇွန်လ14ရက်နေ့အချိန်မှာရန်ကုန်မြို့ကဟိုတယ်ကြီးတစ်ခုမှာကျင်းပခဲ့ရဖြစ်ပါတယ်။အစောပိုင်းမှာတော့ပိုင်နဂုံရဲ့မင်္ဂလာပွဲကိုထိုင်းနိုင်ငံမှာကျင်းပတော့မှာလို့လို့မြန်မာနိုင်ငံမှာအကြီးဆုံးမင်္ဂလာပွဲပဲကျင်းပတော့မလို့လို့ ਨੇ သတင်းတွေထွက်နေခဲ့ရပါအလုံးသီးကြိုက်တိုင်းပိုင်နဂုံကမြန်မာမင်းသားတွေတဲမှာရှာရှာပပနဲ့နိုင်ငံတကာထိအောင်မြင်တဲ့မင်းသားတက်လက်ပါဒါကြောင့်လည်းပိုင်နဂုံရဲ့မင်္ဂလာပွဲကဘယ်လိုမျိုးရှိမလဲဆိုတာပရိသတ်တွေကစိတ်ဝင်စားခဲ့ကြပါတယ်။ပိုင်နဂုံရဲ့မင်္ဂလာပွဲကိုအနုပညာရှင်တွေတက်ရောက်ခဲ့ကြပြီးတော့နာမည် ကြီးထိတ်တန်းမင်းသားမင်းသမီးတွေကသတို့သားအရန်နဲ့သတို့သမီးအရန်တွေလှုပ်ပေးခဲ့ကြတာကိုတွေ့ရပါတယ်။မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ထိုင်းနိုင်ငံကနာမည်ကြီး Wedding Decoration အဖွဲ့ကဘန်းတွေနဲ့ပြင်ဆင်ပေးထားတာကိုတွေ့ရတာပါ။သတို့သားပိုင်ကောနဲ့သတို့သမီးလင်းမြဖို့တို့ကတော့မြမယဉ်ကျေးမှုနဲ့အညီ အဖြစ်ပြောင်းထိုင်းမသိန်းဝစ်စုံနဲ့ရိုးရှင်းစွာမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ပန်ဒီကိုရဲ့မင်္ဂလာပွဲဟာတာမန်မင်္ဂလာပွဲတစ်ပွဲနဲ့နှိုင်းယှဉ်မယ်ဆိုရင်ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။ဒါအပြင်အခုခါမှာတော့ပန်ဒီကိုဟာဒုတိယမြောက်ချမ်းသာကျွယ်ဝတဲ့မင်္ဂလာပွဲကိုကျင်းပခဲ့ရပါဗျ။ပန်ဒီကိုနဲ့ဇနီးတဲ့မလင်းမြဖူးတို့ဟာမင်္ဂလာအိတ်ခံပွဲပြီးမှမင်္ဂလာဒင်နာညစာစားပွဲကိုကျင်းပခဲ့ပါတယ်။မင်္ဂလာညစာစားပွဲမှာပန်ဒီကိုနဲ့ဇနီးတဲ့လင်းမြဖူးတို့က လူငယ်ပုံစံဝန်စားစင်ရင်ထားပြီးတော့ကျဲသားရီအောင်မှာကြပြဆန်းဆန်းနဲ့မင်္ဂလာညစာစားပွဲကိုကျင်းပခဲ့ပါတယ်။အဆိုပါညစာစားပွဲကိုတော့နိုင်ငံကျော်ထိပ်တန်းမင်းသမီးဝင်းမုံရွှေကြီးနဲ့တခြားသောအမှုပညာရှင်တွေလည်းတက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ပိုင်နဂွာဇနီးတဲ့လင်းမြဖူးကိုကျဲရောင်အောင်မှာကြပြဆန်းဆန်းသစ္စာဆိုမယ်လို့ပြောခဲ့ဘူးတဲ့ဂရီအတိုင်းမိုးရသည်ဖြစ်တာကြောင့်ကျဲရောင်မထွက်တာတောင်းသတိတည်နည်းပညာနဲ့ကျဲအထုဖန်တီးခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ကျဲရောင်အောင်မှာကြပြဆန်းဆန်းမင်္ဂလာပွဲထပ်မံခြင်း င်ပါခဲ့တဲ့ပန်ဒီကွန်ကိုဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်